ငရုတ်သီးကိုချစ်ဆက်လေးနှက်စားပါပါဒီငရုတ်သီးကလေဆက်တဲ့အရသာနည်းနည်းလေးတော့ပါပါတယ်ဒါပေမဲ့လေလုံးဝမဆက်တာလည်းမဟုတ်ဘူးပေါ့နော်အရင်ဆက်နေတာလည်းမဟုတ်ဘူးပေါ့သူ့ရဲ့အလေအလက်အဆက်အရသာလေးရှိပါတယ်ဒါကြောင့်မလို့ဒီဟာလေးကိုနှက်စားမယ်ဆိုရင်အရင်စားကောင်းပါတယ်အယုံဆုံးအရသာဝင်အောင်လို့လေငရုတ်သီးကိုဒီလိုမျိုးဓာလေးနဲ့အလေရနေပြီးတော့လေးစိတ်ခွဲလီထားပါတယ် ။အိုးရဲကိုစီးထည့်ပြီးတော့နင်းနွေးမုတ်ထည့်ပြီးတော့စီးတတ်ပါတယ်။စက်သွန်ပြူထားပြားရိတ်ထားတာနဲ့စက်သွန်ညီပပလီထားတာကိုထည့်ပြီးတော့မွေးလာသည့်ထိညွန်လာသည့်ထိကိုကြောပေးပါမယ်။မွေးလာပြီဆိုရင်တော့စိမ့်စားငပီးထည့်ပါတယ်။ပစံချောင်းမုတ်နှစ်စုံလောက်ထည့်ထားပါတယ်။ဒါဆိုရင်ရုပ်သီးအနှစ်ကလေးရလေအရသာရှိနေတော့လေထမင်းနဲ့နေစားရင်ရုပ်သီးရဲ့ဆက်တဲ့အရသာလေးနဲ့ပေါ့နော်တော်တော်လေးစားကောင်းပါတယ်ပြီးရင်ရုပ်သီးကိုထည့်ပါတယ် မြေဥသီးထည့်ပြီးတော့အရသာနှံဝါအောင်ခဏလောက်မှုပေးပါတယ်။အရသာအတွက်ကတော့ဓာရှိရဲ့စားနည်းနည်းရထည့်ပါတယ်။ငပိထည့်ထားတဲ့အတွက်ကြောင့်စားအောင်နည်းနည်းပဲသုံးထားတာပါ။လူမတထည့်ပါ။အရသာနှံဝါအောင်ခဏလောက်မှုပြီးတော့ကြော်ပေးပါတယ်။ငြိယူသီးနှက်ကိုချင်းဆက်လေးချက်မှဖြစ်တဲ့အတွက်ကြောင့်မကြီးရေဖြောထားတာထည့်ပါရယ်ပြီးတော့ငြိယူသီးညူအောင်လို့ရေလေးနည်းနည်းလေးထည့်ပြီးတော့အဖုံးအုပ်ပြီးတော့စီပြန်သီးထီကိုတဲပေးထားပါမယ် ရေခမ်းပြီးတော့စီပြန်လာပြီဆိုရင်တော့အရသာငရုတ်သီးတဲ့ဝင်အောင်ရေငရုတ်သီးကအရသာလေးပိုရှိအောင်ရေခဏလောက်မှွေပြီးတော့လုံးပေးပါတယ်ခတ်ချက်ချက်လေးလေးဖြစ်ပြီးတော့စီလဲပြန်လာပြီဆိုရင်တော့ငွေသီးနှက်ကရပါပြီ ဒီငွေယူသီးရလေအရန်ဆက်တာလည်းမဟုတ်ဘူးလုံးဝမဆက်တာလည်းမဟုတ်တဲ့အတွက်ကြောင့်ခုလိုမျိုးချင်းဆက်လေးနှစ်ဆိုင်ရင်ထမင်းနဲ့ဆိုင်ရင်အရန်လိုက်ပါတယ်ချီလိလိုမျိုးငွေယူသီးကြိုက်တဲ့သူရှိရင်ခုလိုမျိုးချင်းဆက်လေးနှစ်ဆာကြည့်ကြနော်